ဗုဒ္ဓဘာသာတို့ဤဘာသာရေးဆိုင်ရာကျင့်ကြမှုပွဲလမ်းကြီးကြီးငဲငဲအစုအဝေးနဲ့ပြုလုပ်ကြတဲ့အခါမှာပရိစ္ဆာစုံညီပြီးဆိုရင်နိဗ္ဗာန်သောဓမ္မဂောတကပြုလုပ်တဲ့ပုဂ္ဂိုလ်ကယန္တနာတုံးမှာကတော့ရေတရဏဂုံတိလများခံယူကြပါစို့ခမရဆိုတဲ့အတန်ပေးလိုက်လို့ရှိရင်လောကဥပမာမိုးဥကြတခိုး တောင်ကမိုးချိန်မိုးချုံလိုက်ရင်တောထဲမှာရှိကြတဲ့ရွှေဥတောင်းတွေဒီတကောင်နဲ့တကောင်အချင်းအချက်မရှိပဲတပြိုင်နဲ့တညီတညွတ်ထဲကေကာကေကာဆိုတဲ့ဝမ်းမြောက်ဝမ်းသာတွင်ကျူးတဲ့အတန်တွေကိုတပြိုင်နဲ့တွင်ကျူးကြသလိုထို့အတူဓမ္မဂေါတကတရားကျွေးကြနိဗ္ဗာန်စွာပြုလုပ်တဲ့ပုဂ္ဂိုလ်က ယရဏသုံးပါးကြော့၍သရဏဂုံသီလမြတ်ဆောက်တည်ခံယူကြပါစို့ခင်ဗျာလို့တရားမူချုံလိုက်ရင်ဗုဒ္ဓဘာသာသူတော်စင် အမျိုးသားအမျိုးသမီးဒီဟုသောရွှေဥတောင်းတို့သည်တပြိုင်နက်တည်းတညီတညွတ်တည်းဩကာသဩကာသအစရှိတဲ့ယရဏသုံးပါးအာကြော့တဲ့စတံကေကာတန်ဒီဟာညံပြီးတော့ထွက်လာ အဘိဓမ္မာသဘောအရာဘုန်းကြီးတို့အရက်သေးမှာတရားနဲ့တရားတစ်ဖက်နဲ့တစ်ဖက်စိတ်ချင်းအခန့်မတွင်လို့ငါနင်းအဲ့ဒါလို့ပြောကြဆိုကြတဲ့အခါမှာငါတလုံးနင်းတလုံးရိုင်းပြတဲ့အတန်ကြီးတလုံးတလုံးဖြစ်ပေါ်လာဖို့ရန်အတွက်ဒေါသမှုအကုသိုလ်ဇောတွေဟာ 49ကဒေါသမှုအကုသိုလ်ဇောစိတ်တွေဖြစ်မှာနင်ဆိုတဲ့ရိုင်းပြတဲ့အတန်ကြီးတတံငါဆိုတဲ့ရိုင်းပြတဲ့အတန်ကြီးတတံဖြစ်ပါအကုသိုလ်ဘက်မှာအကုသိုလ်ဇော49ကြိမ်ဇောမှဖြစ်မှာအကုသိုလ်နဲ့ဆံရအတန်တတံတတံထွက်တယ်လို့ ုသိုလ်ပဲဆိုင်ရာမှာလည်းပဲယတနာ၃ပါးကြော့တယ်ဆိုရင်ဩကာသမှာပဲဆိုပါလို့ဩတလုံးဖြစ်လာဖို့យ៉ាងအတွက်မဟာကုသိုလ်ဇောစိတ်တွေ၄၉ကဖြစ်မှာဩအတံပီပီတတာတတံထွက်တယ်ကာမလေးပဲထို့အတူပဲ49ကျိန်၊တမလေးပဲ49ကျိန်။အဲ့ဒီလိုကုသိုလ်သောစိတ်တွေ 49က49ကတတန်တတန်မှာတို့မှာရတယ်လို့စိတ်แทကြိုတင်အာယံဝမ်းမြောက်ကြပါအဲ့ဒီဇာဘိုက်တွေသည်ဆိုလိုရင်းကတော့ဘုရားတရားတန်ခါယရဏကုံမအပေါ်မှာမတော်တဆငေစဉ်တောင်ကြီးကလေးဘဝဘုရားမှန်တရားမှန်တန်ခါမှန်မကြည့်တဲ့အချိန်က မတော်တဆပြူမပြောမကြံမခဲ့တော့ကာယကံဝစီကံမနောကံအပြစ်ကပ္ပဒေါသဆိုတဲ့အတိုင်းအပြစ်ဖေးအညစ်အကြေးများမိမိကိုယ်မှာလိမ့်ထိန်ညှိကပ်နေခဲ့ရင်ထိုအပြစ်ဖေးအညစ်အကြေးကိုယရဏအတုံးမအာရှိခိုးကြတော့တဲ့ပဏာမစေရဏပြတ်ထမ်းတော့မဟာကုသိုလ်စိတ်စေတသိက်ဆိုတဲ့ရေကြီးရေအေးဖြင့်ပထမဒုတိယတတိယ တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တိုင်အောင်ဆေးကြောဖွက်လျော်လိုက်အဲဒီလိုဆေးကြောဖွက်လျော်တဲ့အနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဖရာယရဏတရားယရဏတန်ခါယရဏယရဏမြတ်သုံးပါးတို့ကိုဖရာတပြည့်တော်အယုသေးအလေးမြတ်လက်အုပ်မိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်းလျော့ကြတော့ပါဤအရှင်ဖရာဆိုတဲ့ဤအချိန်မှာတတန်တတန်၌ မဟာကုသိုလ်ဇောဤ၄ချက်ကိုက၄ချက်ကိုကဇောတော့မဟာကုသိုလ်ဇောစိတ်တုပ္ပတိဟုတော့ရည်ရင်နဲ့မိမိတို့ခန္ဓာအစဉ်ကိုတတွန်းတွန်းချေကျော်ပြီးပြီအဲ့ဒီအချိန်မှာမိမိတို့ခန္ဓာအစဉ်၌ယတနာ၃ပါးနဲ့ပတ်သက်သောကာယကံဝစီကံမနောကံအပြစ်အညစ်အကြေးဟာအနည်းငယ်မျှမရှိတော့ဘူးရေ၃ချိန်ချိုးပြီးတော့ ခန္ဓာကိုယ်စင်ကြယ်နေတဲ့အမျိုးသမီးအမျိုးသားလို့တခါလေးဖြစ်သွားအဲ့ဒီအခါမှာလူလောကသဘောရေစင်စင်ကြယ်ကြယ်ဆေးချိုးပြီးတဲ့အမျိုးသမီးအမျိုးသားတွေမိဘထံပါတော့အာရေချိုးပြီးလို့ခန္ဓာကိုယ်တန့်စင်နေတဲ့အချိန်မှာပန်းကောင်းပန်းရင်နဲ့အဝတ်ကောင်းဝတ်ခြင်းနဲ့နတ်လာကောင်းလိမ့်ညင်ပန်းကောင်းပေးပါအဝတ်ကောင်းပေးပါနတ်လာကောင်းပေးပါ တောင်းရလို့လို့တောင်းရလို့ပဲ ခြေပေါက်တဲ့အခါတောင်းတယ်ထို့အတူဘုရားဘာသာအမျိုးသားအမျိုးသမီးတို့လည်းမိမိတို့ထိုအချိန်စင်ကြဲတော့ကိုယ်ခန္ဓာရှိနေတဲ့အချိန်မှာသီလပေးမဲ့သင်္ဃာတော်ကိုခြေပေါက်လက်ခံမိဘတံသာသမီတောင်းတယ်လို့အာမန္တိတိကရဏေနသဟပင်စသီလံဓမ္မံယာစာမိအရှင်ဘုရားတပည့်တော်ဒီခုအချိန်အမတန်စင်ကြဲသောခန္ဓာကိုရှိနေတယ် ဒီခစင်ကျေသောခန္ဓာကိုရှိနေတဲ့တပည့်တော်သည်အရှင်ဘုရားဓမ္မတရဏဂုံကုံကံဒီဟုသောဥစိုက်ပန်းတွေငါးပါးသီလဒီဟုသောဝတ်ကောင်းဆရာငါးမျိုးနှံ့တာကောင်းနှံ့တာပြောင်းငါးမျိုးကိုပန်ရလူကြောင့်ဝတ်ရလူကြောင့်လင်းရလူကြောင့်တောင်းပန်ပါလေတောင်းခံပါလေရှင်ဘုရားအနုက္ခံကတ္တဝါသီလံဒီထမေပန်းဒီ ဗန္ဒီရှင်ဖျားလောကံချီးမြှောက်မှုကိုကတ္တဝါပြု၍မေတ္တာပြည့်တော်အာသီလံကရဏဂုံသုံးခန်းဥဇိုက်ပန်းနဲ့တကွာငါးခန်းသောသီလတည်ဟူသောဝကောင်းစလငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုဒီထကရုဏာရှိရှုပေးတော်မူကြပါကုန်ဖျားကောင်းပေးတောင်းသမတစ်ချိန်မကဘုဒ္ဓတရားပေးတဲ့ချိန်မြောက်လေထို့အတူပါဠိလိုတောင်း တတ္တိယံပြီသုံးချိန်ညောက်လည်းပဲထိုးအတူပါဠိလိုတောင်းတော့သီလပေးတဲ့ကိုယ်တော်ကဘာအတံပေးလိုက်ယမံဝဒမိတံဝရေသာတရားတော်မတွေကဘာဆိုလိုက်တော့အာမဗန္ဒီဘာလုပ်ကြတာတော့ဆရာတကာလို့ဆိုရင်ပြောတတ်ပါစေအေးယမံဝဒမိတံဝရေသာလို့ဆိုလိုက်တဲ့ ်ပြီးတော့ပြီးတဲ့ကိုတော်ရဲ့ဆိုလိုရင်းကတရားဒကမအပေါင်းသူတော်ကောင်းတို့ကရဏဂုံဆိုတဲ့ဥစိုက်ပန်းတွေငါးပါးတိရဆိုတဲ့ဝတ်ကောင်းဆလာငါးမျိုးတဏိနန္တာပြောင်းနန္တာကောင်းငါးမျိုးဟာပဂတိပန်းပဂတိအဝတ်ပဂတိနန္တာလို့အကထေတရဝတ္ထုကြီးနဲ့ကင်ပြီးယော့ပန်းဟဲ့ယော့ဝတ်ဟဲ့ယော့လင်းဟဲ့အဲ့ဒီလိုအထေတရနဲ့ ကင်ပြီးတော့ပြီးလို့ရကောင်းတာမဟုတ်ဘူးနှုတ်ကမြွတ်ပြီးတော့ဆို၍ဆောက်တီမှရကောင်းတဲ့တရဏဂုံပန်းရကောင်းတဲ့၅ပါးသီလဝတ်ကောင်းစလနန္ဒာကောင်း၅မျိုးဖြစ်တယ်ဒီတော့ရှေ့ကနေပြီးတော့ဆောက်တီဘုံကိုဆိုပေးမယ်အဲ့ဒီဆိုပေးတဲ့ဆောက်တီဘုံကိုမမှားအောင်လိုက်ဆိုကြဒီအတိတ်ပဲနော်ဒီသီလပေးတဲ့ကိုယ်တော်က ယမဟံဝဒမိတံဝရေတာသာဓုဝေါနှလုံးပြောပြောင်းသူတော်ကောင်းတို့ယံအချင်းကရဏဂုံဆောက်တီဘုံငါးပါးသီလခံယူဆောက်တီဘုံကိုအာငါဒီဝဒမိရှေ့ကတိုင်တဲဆိုး၍ပေးပါအံတန်ထူငါဆိုး၍ပေးတဲ့ငါးပါးတရဏဂုံဆောက်တီဘုံငါးပါးသီလဆောက်တီဘုံပါဠိကိုတုံမေသင်သူတော်ကောင်းတို့သည်ဝတိထအတုလိုက်ကဆိုကြပါ တိုက်တွန်းတယ်မမအောင်လိုက်ဆိုကြနော်လို့တလူတိုက်တွန်းတော့ဒကာရကမက အာမဗန္ဒီဗန္ဒီရှင်ဖေဟာအာမကောင်းပါပြီ ကောင်းပါပြီရှင်ဖေဟာလို့ဆိုလို့ထိုအခါသီလပေးတဲ့ကိုတော်ကဗာစပေးလိုက်ဗာစပြီးတော့ရွတ်ပေးဆိုပေးလိုက်ကလေနမောတတဗုဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တာဖះရှိကိုစားပဲကလေးလေးကစားဆိုနိုင်တယ် ဘေးဆိုးနိုင်လို့စာဖိုက်တို့လို့များတန်ဖိုးနေတယ်မအောင်မနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်ဒီမြောက်များစွာရှိတဲ့အ ਨੇ ကလူတကာနတ်တကာပြမတကာတို့ရဲ့နှုတ်ဖြားမှာအလွန်ထင်ရှားတဲ့ဘဂဝါဂုံအရဟံဂုံကာမတံဗုဒ္ဓဂုံဆိုတဲ့ဂုံတော်ကြီးသုံးပါးနဲ့ဘုရားကိုရှိခိုးတဲ့ဇာပိုက်ဖြစ်ပါတယ်။ဒါကြောင့်ဘုရားကရဏဂုံမခံငင်၅ပါးသီလမဆောက်တီးခင်ရှိဥစွာမြတ်စွာဘုရားအား တူတူချင်းချင်းနဲ့လူရင်းထိကြိုက်အောင်ရှ िख ိုးကြအုပ်စုအဓိပ္ပယ်နဲ့သီလပေးတဲ့ကိုတော်ကနမောတတ္တဘဂဝတော်အရဟတော်သမ္မာသမ္ဗုဒ္ဓတ္တရှေ့ကတိုင်တယ်ဆိုပေးလိုက်အေးဒကာတို့မတွေကတခေါက်ပဲသီလပေးတဲ့ကိုတော်ကတိုင်တယ်ဆိုပေးပြင်မယ်ဒကာတို့မတွေကသုံးခေါက်အဓိပ္ပယ်ရှိသ ေအနှစ်ပေးကြည့်ဘဂဝါတော်ဘဂဝါဂုံတော်ယင်ဖြစ်တော်မူထတော်အရဟတောအရဟံဂုံတော်ယင်ဖြစ်တော်မူထတော်ဓမ္မတံဗုဒ္ဓတာဓမ္မတံဗုဒ္ဓဂုံတော်ယင်ဖြစ်တော်မူထတော်တတ္တထုမြတ်စွာဘုရားအာနမောယူတိမြတ်လို့ရှိခိုးဥညပါဤဖျားဖျားရှိခိုးတဲ့စာပါ ယသံဗျာရဲ့ဘဂဝါဂုံအရဟံဂုံကမ္မတံဗုဒ္ဓဂုံတော်ကြီး၃ပါးနဲ့ချီးကျူး၍ဘုရားကိုရှိခိုးတဲ့စာပိုင်းဒီစာပိုင်းဖြင့်တရားမင်းကြီးလည်းပဲတက်ကပညာတို့လာပြီးတော့ဘုရားထံလာပြီးတော့အိမ်အိမ်ဒတ်သွားလာဆိုင်ကူမှာတက်ကပညာတို့နာပြီးလို့တောဒါဘာအရိယာဖြစ်တရားဘဝအစ်စ်ရပြီးတော့ပြန်လာနေတဲ့အခါမှာပြန်လာနေကြတော့ဒီနမောတ္တရနဲ့ပဲ မြေကြီးကိုလက်နဲ့ပို့ပို့ပြီးတော့အတင်မြေကြီးဒီမတုံမလှုပ်ကြလို့ကျွန်ုပ်လည်းပဲဖရာယရနာအပေါ်မှာ မတုံမလှုပ်လက်ဝယ်ယုံကြည်တဲ့လောကုတ္တရာတဏှဂုံတည်တဲ့ပုဂ္ဂိုလ်တရားဦးဆိုတဲ့အဓိပ္ပာယ်နဲ့မြေကြီးလက်နဲ့ပို့ပို့ပြီးတော့သူကနမောတ္တတုံးတော့ဆိုပြီးတော့ရှီခိုးပြန်ထို့အတူပဲဗာမတိမြမကြီးများဖရာထံလာပြန်နေဆိုရင်ဒီနမောတ္တတနဲ့ပဲသုံးပါ မတ္တရရှိခိုးပြီးတော့ပြန်ရလူကြီးလောကကပတိနတိကောတလာတို့လိုမင်းပညာရှိတွေပောက်ခရတာတိတို့ဗြမာယုတို့ဆိုတဲ့ပုံနာပန္ဒိတ်ပညာရှိတွေအေးသူတို့လည်းပဲမြတ်စွာဘုရားတချို့ကြတော့ဘုရားရှိရာဘက်ကိုမှန့်ပြီးတော့မတ်တပ်ရိုက်ပြီးဒီနမောတတ္တနဲ့ဘုရားရှိခိုးကြအဲ့ဒီလိုလူပညာရှိနတ်ပညာရှိဗြမာပညာရှိဆိုတဲ့ ပညာရှိပန္တိတ်ပုဂ္ဂိုလ်တွေအလွန်မြတ်နုအပ်တဲ့ဘုရားရှိခိုးစာပတ်ဖြစ်လို့မိဘဘိုးဘွားဆရာသမားများကငါတန်းငါတမိငါမြည်တို့တည်ရပေးတဲ့ကိုတော်ကတစ်ခေါက်တိုင်တယ်ပေးပေမဲ့မင်းတို့ကသုံးခေါက်ဆိုကြအင်မတန်ဘူးတန်တဲ့ဘုရားရှိခိုးကတာဒီအတိတ်ပဲနဲ့ဒီအမြော့ဒီလိုရည်ရွယ်ချက်နဲ့မိမိတို့ရဲ့မိဘဘိုးဘွားအထက်အထက်က လူကြီးများကဒီနမောတ္တကိုတွုံးကောက်ဆိုယုံအရှင်ပြုခဲ့အေးအဲ့ဒီအရှင်ပြုတာကိုကခုပြောလို့အင်မတန်ဒုက္ခပဲရှိတယ်ဘုရားရှိခိုးစားပိုင်ကျင်းကျင်းနဲ့အလွန်တန်ဖိုးရှိတယ်ဘုရားရှိခိုးစားပိုင်အဲသီလပေးတဲ့ကိုယ်တော်ကတစ်ခေါက်တည်းဆိုပေမဲ့ငါတန်ငါသမီးငါမြည်တို့တွုံးကောက်ဆိုကြဟာဆိုပြီးသူတို့ကရှိကမူချပေးသွားအေးဘုရားရှိခိုးပြီးတဲ့အခါကြာတော့ ဗုဒ္ဓံတရဏံဂိသမိဓမ္မံတရဏံဂိသမိသံဃံတရဏံဂိသမိအဲ့ဒီစာပိုက်၃ပိုက်ဆိုနေတဲ့အချိန်မှာအတန်တတန်တတန်တတန်မှာဖရာယရဏာကိုကြီးညိုတဲ့စိတ်တရားယရဏာကိုသံဃယရဏာကိုသူ့အပိုင်းနဲ့သူကြီးညိုတဲ့တရားတရားပြီးတော့ဖရာတရားသံဃစီယရဏာတို့မှာလေငါတို့ရဲ့အာထာကိုးကွယ်ရာဘဲလို့သိတဲ့ပညာ ဒီတရားပညာနှစ်ပါးကောင်းဆောင်တော့မာကုတုစိတ်တည်းဘုရားကရဏံကိသာမိဆိုရင်ပဲရှစ်လုံးရှိတလုံးတလုံးမှာမာကုတုစိတ်တည်း49 49ချိန်ဖြစ်အဲ့ဒီမာကုတုစိတ်စေတသိအစုကိုဘုရားတရဏဂုံလို့ခေါ်တယ်ထို့အတူတမန်ကရဏံကိသာမိရွတ်တဲ့အခိုက်မိမိတို့တဏ္ဍာမှာဖြစ်တဲ့ မာကုသိုလ်စိတ်ပေါင်းများစွာကိုဓမ္မတရဏဂုံတန်ခံတရဏံခိစ္ဆာမိရွတ်တဲ့အခါဖြစ်တဲ့မာကုသိုလ်စိတ်ပေါင်းများစွာပါဠိလိုတန်ခတရဏကမဏမြန်မာလိုတန်ခတရဏဂုံတန်ခတော်အကုွယ်ရာဟူ၍ရှိကပ်တိမှတ်ကြောင်းဖြစ်သောမာကုသိုလ်စိတ်စေတသိလို့အဓိပ္ပာယ်ရှိပါအေးဥပမာအရင်ကနဲ့တင်စားပြောရလို့ရှိရင် အဲ့ဒီစာတွန်းပိုက်ရွတ်လိုက်ပြီနဲ့တပြိုင်နဲ့အမျိုးသားအမျိုးသမီးတို့ရဲ့ခေါင်းပေါ်မှာဗုဒ္ဓဒရဏဂုံဆိုတဲ့ပန်းပေါ်ဓမ္မဒရဏဂုံဆိုတဲ့မဟာကုထုပန်းပေါ်သံဃဒရဏဂုံဆိုတဲ့မဟာကုထုပန်းပေါ်ပန်းတုံးစဉ်ဆင်းလျရဲ့ပွင့်လျရဲ့တင့်တယ်တဲ့ဒရဏဂုံပန်းကကြီးတခိုင်ကိုမိမိတို့ပန်းမိဆင်းမိကြပြီထိုအခါသီလပေးတဲ့ကိုယ်တော်က ။အိုးမိဘကသာတမီပန်းတခိုင်ပန်းတာမြင်တော့လှတော့နောက်ထပ်လှကြည့်ရင်လို့သားရဲ့သမီးရဲ့နောက်ထပ်တခိုင်ပန်းမအောင်ဆိုပြီးအလားသီရမေးတဲ့ကိုယ်တော်ကဒုတိယမိဘုရားတရဏံကိသာမိဒုတိယံပိဓမ္မံတရဏံကိသာမိဒုတိယံပိသံဃံတရဏံကိသာမိဒုတိယမြောက်တရဏဂုံပန်းမြကြီးကိုနှုတ်ကဆိုပြီးတော့ပေးပြန် ဟာဒကာဒကမတို့ကလည်းပဲဝမ်းမြောက်ဝမ်းသာနှုတ်ကဆို၍ထိုဒုတိယမြောက်တရဏဂုံဘန်းနိုင်ကြီးကိုယူကြအေးယူပြီးတော့မိမိတို့ကောင်းမောပန်းထားလိုက်တယ်ဆိုပါစို့ဒုတိယပြီးဆိုလိုက်တဲ့အခါတရဏဂုံဘန်းနိုင်နှစ်ခိုင်မိမိတို့ကောင်းမောမှာမြိုင်မြိုင်ကြီးပန်မိပြီထိုအခါမိဘလှုပ်တဲ့ပုဂ္ဂိုလ်ဟာနှစ်ခိုင်တဲ့တော့တွုံးခိုင်ကပူလာအလေကောင်ကတခိုင်လေဝဲကတခိုင်လေရာကတခိုင်ပူလာမင်းကတွန်းလာတော့မိ တတ္တိယပန်းကင်မှန်အောင်လို့ပေးတယ်လို့သီလပေးတဲ့ကိုယ်တော်ကတတ္တိယံမိဗုဒ္ဓံသရဏံဂေသမိတတ္တိယံမိဓမ္မံသရဏံဂေသမိတတ္တိယံမိသံဃံသရဏံဂေသမိဆိုပြီးတော့သရဏဂုံပန်းကင်ကြီးပေးပြန်အာဒကာဒကမကြီးကလည်းနှစ်သက်အာယံဝမ်ပန်းတသဆို၍ယူကြအေးဒီအချိန်မှာမိမိတို့ခေါင်းပေါ်မှာသရဏဂုံပန်းကင်ကြီးသုံးကင်ပန်းမိနေပြီ းတဲ့ဒီအချိန်သီလပြည့်တဲ့ကိုယ်တော်ကဘာလုပ်လဲကရဏဂမဏံပရိပုံဏံပါဠိစကားပြောလိုက်တရားတော်မတွေကအာမဗန္တိပါဠိလိုပြန်ပြောကြဘာတို့ဆိုရတာလဲနားလေရအေးမိဘနှစ်ပါးကနေပြီးသားတို့သမီးတို့ပန်းပန်ပြီးပလားလို့မေးတယ်သီလပြည့်တဲ့ကိုယ်တော်ကတရဏဂမဏံပရိပုံဏံ တာတော်နှလုံးပြောင်းပြောင်းသူတော်ကောင်းတို့တရဏကမဏံတရဏဂုံသုံးကံဥဆိုင်ပန်းလန်းလန်းစွန့်စွန့်ပန်းရှင်ချင်းဆိုတဲ့အမှုသည်ပရိပုံဏံပြည့်စုံကြပါလားအိုးတရဏဂုံပန်းနေပန်းလို့ပြည့်စုံမလားခြေနဲ့ပါလားအားရပါလားမေးလိုက်ထိုအခါတကတော့မကအမဗန္တီပြည့်စုံမှပြီဖေဟခြေနဲ့ပါပြီဖေဟအားရပါပြီဖေဟလို့ဒီလိုပြန်ပြောလိုက်တာ ထိုအခါကြမှာသီလာပေးတဲ့ကိုတော်ကအဝတ်ကောင်းဆလတတ်တဲ့ဝတ်ကောင်းတတ်တယ်တတ်တယ်တတ်တယ်ပြီးတတ်တယ်တဏိနဲ့သာကောင်းတမျိုးပြီးတမျိုးစမ်းစမ်းပေးတယ်လို့နော်သီလာပေးတဲ့ကိုတော်ကဘာနာတိပန္တဝိရမဏိသိက္ခာပဒံသမာတိယာမိဆိုပြီးတော့ဘာနာတိပန္တဝိရတိသီလာတိဟူသောအဝတ်တတ်တယ်ပေးလိုက်ပြန်နန္ဒာကောင်းတမျိုးပေးလိုက်ပြန်ဟေးတခါတခါမှဒီကံလေးပဲဝမ်ပန်းတသာလိုက်ဆူ၍ထို ပါဏာတိပါဒဝိရတိသီလတိဟူသောအဝတ်ကောင်းကိုမိမိကိုယ်မှရှင်းလိုက်နတ်သားကောင်းကိုမိမိကိုယ်မှလိမ့်သခြေလေးလိုက်အင်းနောက်ဒီကသီလပေးတဲ့ကိုယ်တော်ကအဒိဏဒါနာဝိရမိသိကပရံသမာတိယာမိဒုတိယမြောက်အဒိဏဒါနာဝိရတိသီလတိဟူသောအဝတ်ကောင်းဆရာနတ်သားကောင်းကမျိုးပေးလိုက်ပြန်ဆိုပေးလိုက်အင်းဒီကဒီကမဒီကဝမ်းမြောက်ဝမ်းသာဆို၍ယူကြမိမိတို့ကိုယ်မှရှင်းပြီးဝတ်ပြီးကြ အန္တကတတိယံပိသုံးချိန်မြောက်ကြတော့ကာမိတုမိစ္ဆာသာရဝိရတိသီလဓိဟုသောအဝတ်ကောင်းနန္တာကောင်းလေးချိန်မြောက်ကြတော့မုဒ္ဒဝါဒမှာရှောင်ကျင်ခြင်းဆိုတဲ့မုဒ္ဒဝါဒဝိရတိသီလဓိဟုသောအဝတ်ကောင်းနန္တာကောင်းငါးချိန်မြောက်ကြတော့သုရာပါဏဝိရတိသီလဓိဟုသောအဝတ်ကောင်းနန္တာကောင်းကိုကန်ဝတ်တော်လိမ့်တော်လို့ဆိုပြီးအလားရှိကတိုင်းတိုင်းဆိုးဆိုးပေး တဂါရုံမတရားလေးပဲဝမ်းပန်းတတလက်ရည်ဆိုးဆိုးယူကြအေးအဲ့ဒါဒီဥပမာအလင်လာပြောပြောလို့ရှိရင်ဝတ်ကောင်းစလားငါမျိုးနေရာတကြဝတ်ပြီအင်းတဏိနတ်တာကနတ်တာကောင်းနတ်တာပြောင်းငါမျိုးကိုနေရာတကြအလှဆုံးလိမ့်ပြီဥပမာအလင်လာနဲ့ပြောတယ်အဲ့ဒီအခါမှာမိဘကနေပြီးတော့အဝတ်ဆန်းစားဝတ်ပြီးနတ်တာကောင်းကောင်းလိမ့်ပြီးပန်းကောင်းကောင်းပန်းပြီးတဲ့သားသမီးကိုကြည့်ပြီးဝမ်းမြောက်တော့ဗာပြောမယ် မိဘကဥပမာဘာပြောမလဲဆိုတော့ငါသားတို့ငါသမီးတို့ဒီပန်းနေဒီအဝတ်ဒီဒီနတ်သားတွေနဲ့ငါသားတို့ငါသမီးတို့နဲ့တိတ်လိုက်ဒါတွေရှင်းပြလိုက်တဲ့အတွက်တိတ်တင့်နေသွားဒီတော့သားတို့သမီးတို့အဲ့ဒီပန်းနေလို့မတော်အောင်အဲ့ဒီအဝတ်ဒီညစ်မတော်အောင်အဲ့ဒီနတ်သားတွေပြေးမတော်အောင်ချက်သားတို့ချက်သမီးတို့တတိပြုကြလို့အဲ့ဒီလိုမိဘကတတိပေးတယ်လို့သီလပေးတဲ့ကိုတော်က တိဒရဏီနတာပိစင်္ဂတိရံသာဓုကံကတ္တဝအဗမာဒီနတံပါတိတာပြောလိုက်ဟာဒကာဓမ္မကြီးကအာမဗန္တိဆိုလိုက်ဘာလို့တော့အဓိပ္ပာယ်သိကြတယ်မသိတယ်တော့မသိဘူးနော်အေးသူ့ဟာတော့အသေးအယူကတော့ပါဠိကတော့ဖြောင်းတိရပေးတဲ့ကိုယ်တော်ကဒါတော်နှလုံးပြောင်းပြောင်းသူတော်ကောင်းတို့ ဒုံမေတင်တို့သည်တိတရဏီနာတရဏဂုံတုံကံဥဇိုက်ပန်းနှင့်သဟာတကားပင်စင်ကတိရငါးပါးတိရာကြည့်ဟုသောဝကောင်းသလငါးမျိုးနတ်သာကောင်းနတ်သာပြောင်းငါးမျိုးအခုရှင်ပြီးဝတ်ပြီးပန်ပြီးတဲ့တရဏဂုံပန်းတွေတိရာကြည့်ဟုသောအဝကောင်းသလတွေနတ်သာကောင်းတို့ကိုသာဓုကံကတ္တဝါပတိမြင်းမြင်းမြန်မြန်ထပြီးတော့အဗမာတိနာမမိမလျော့တဲ့တတိဖြင့် သံပါတိထတရဏဂုံပန်းတို့နှွတ်မသွားငါဘသီလဆိုတဲ့အဝတ်ကောင်းဆရာငါမျိုးနဲ့ဒါကောင်းနဲ့ဒါပြုံးငါမျိုးညစ်မသွားအောင်ပြေမသွားအောင်အေးကြီးစွာသောတတိဆောင်းလျက်သံပါတိထမချိုးမပေါက်မကြမပြောက်ရအောင်ထိမ့်သိမ့်ဆောင်ရှောက်ပြည့်စုံကြပါစေလို့တိုက်တွန်းစကားပြောတယ် ဒီမှာတရားဓမ္မတွေကအာမဗန္တိကောင်းပါပြီအရှင်ဘုရားလို့ဝန်ခံလိုက်ကြ။ဤအခုအချိန်ဒီမိမိတို့ပြီးခဲ့သောလုပ်ငန်းစဉ်ရဲ့တန်ဖိုးကိုဝန်တာအောင်ပြောပြတဲ့အချိန်ဒီအချိန်မှာမိမိတို့ကိုယ်၌ကရဏဂုံတိဟူသောဥဆိုင်ပန်းတွေငါးပါးသီလတိဟူသောအဝတ်ကောင်းငါးမျိုးနတ်တာကောင်းငါးမျိုးကိုပန်ပြီးဝတ်ပြီးလိမ့်တတ်ပြီးသောအနေမှာဓမ္မနယ်ပယ်ကကြည့်ရင်ရောက်နေတယ် အဲ့ဒီရောက်နေတော့လောက၌အဝတ်ကောင်းဝတ်ပြီးနတ်သားကောင်းလိမ့်ပြီးပန်းကောင်းပန်းပြီးတဲ့အမျိုးသမီးအမျိုးသားတွေပါလို့တော့မင်္ဂလာပွဲတပင်ဝတ်နေအေးထို့အတူပဲတဏ္ဍကုံပန်းပန်းပြီးတော့ငါးပါးဒီလဝတ်ကောင်းစလားငါးပါးဝတ်ပြီးတော့နတ်သားကောင်းငါးမျိုးလိမ့်သပြီးတော့တတို့အမျိုးကောင်းသားအမျိုးကောင်းသမီးများတွေတရားမင်္ဂလာပွဲကိုဝင်ကြရအောင်တဲ့